မင်္ဂလာပါရှင်ကျွန်မ channel နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့မြန်မာစီကူညီပေးရေးဖွဲ့စည်းလွတ်တာကြောင့် American Debut USAID တုံးစီဖြတ်တောက်မှုတွေကြောင့်နှောင့်နှေးခဲ့တာမဟုတ်ကြောင်းကာကွယ်ပြောဆိုငလင်ဘေးတဲ့မြန်မာနိုင်ငံစီကူညီပေးရေးဘွဲတခုကိုဆေးလွတ်လိုက်ပြီလို့မတ်လ30ရက်နေ့မှာ American ဆွေရကတီးပြခဲ့ပါတယ်ဖြတ်စီအပြင်နဲ့ငလင်ကြီးဖြစ်ပွားပြီးရဲ့တော်ကြမှာအရေးဖွဲ့ကိုဆေးလွတ်နိုင်တာဟာ American အတိက နိုင်ငံတကာကိုညှိထောက်ပံ့ရေးအဖွဲ့အစည်းဖြစ်တဲ့အမေရိကန်နိုင်ငံတကာအဖွံ့ဖြိုးရေးအေဂျင်စီရန်ပုံငွေတွေကိုသမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုအရကဖြတ်တောက်လျှော့ချခဲ့တာကြောင့်ဖြစ်တဲ့ဆွဲဆွဆွဲချက်တွေနဲ့ပတ်သက်လို့လည်းအမေရိကန်ဆွေရကညှဉ်းဆန်းသွားခဲ့ပါတယ်။အမေရိကန်မြန်မာနိုင်ငံမှာမဂနီကျူ9.9အစဉ်ငလင်ကြီးလောက်ခတ်ခဲ့မတ်လ20ရက်နေ့မှာငလင်ပေးတဲ့အချိန်တောင်အာရှဒေသတွင်နိုင်ငံအတွက်ဒေါ်လာ1တန်းကူညီပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။ ။အခုအခါမှာတော့အမေရိကန်လူသားချင်းစာနာမှုကိုညှိပေးကျွမ်းကျင်သူတွေပါဝင်တဲ့ဖွဲ့တစ်ခုကဒုက္ခသည်တွေအလိုအပ်ဆုံးကိစ္စတွေကိုဆန်းစစ်လေ့လာဖို့ထွက်ခွာသွားပြီဖြစ်တယ်လို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအမျိုးသမီးတမ်မီဘရုစ်ကပြောပါတယ်။အရင်ဖွဲ့ကရွေးပေါ်ရွက်ဖြစ်တဲ့စာနယ်ဇင်းကားတွေဈေးဝယ်တွေတောက်ရည်တွေလိုအပ်မှုအခြေအနေတွေကိုဆန်းစစ်သွားမယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာလင်းကြီးလောက်ခတ်ခဲ့နေမှာမယ်အမေရိကန်နိုင်ငံတိုင်းဝင်ကြီးဌာန USAID ကိုတရားဝင်ဖြတ်သိမ်းမဲ့ကြောင်းလွတ်တော်စီအစီအပြုတင်ပြခဲ့ပါတယ်။မူလကအမေရိကန်ဆွေရ USAID နိုင်ငံတကာထောက်ပံ့ရေး project 80ရာခိုင်နှုန်းကိုဖြတ်တောက်ထားစေခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံတိုင်းဝင်ကြီးမာကိုရူဘီရိုက USAID ဈေးတွေအများများများတုံးထားပေမဲ့ရရှိအကျိုးကျေးဇူးဖြစ်ထုံးမှုကနည်းလွန်းတယ်လို့ဆွတ်ဆွဲပြောကြားခဲ့ပါတယ်။ တခြားအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားတရုတ်နဲ့အိန္ဒိယတို့ကမြန်မာနိုင်ငံကိုကယ်ဆယ်မစ်ရှင်နဲ့အသီးသီးဆဲလွတ်ပြီးဖြစ်ပေမဲ့အမေရိကန်ကနောက်ကျကြံနေတဲ့ကိစ္စကိုသတင်းတောက်တွေကမေးမြန်းတဲ့အခါဘရုစ်က USAID အသုံးစိတ်ဖြတ်တောက်မှုကြောင့်ဆိုတဲ့အတွေ့အမျိုးကိုတော့သူ့အနေနဲ့ညင်းပယ်မှာဖြစ်ကြောင်းဒီကိစ္စမှာထက်တွေ့ရမယ့်ကြောင်းတရားတွေများကြီးရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်မသေးစိတ်ချက်လက်တွေကိုထုံမပြောပေမဲ့အမေရိကန်ဟာအာဏာသိမ်းမြန်မာစစ်ကောင်စီစီကတရားဝင်ကိုညီတောင်းခံမှုကိုရရှိခဲ့ပြီးဖြစ်တယ်လို့တော့ဘရုစ်ကဆိုပါတယ်စစ်ကောင်စီကအမေရိကန်ပြင်းထန်တဲ့ရည်ရွယ်ပိတ်ဆို့မှုတွေကိုခံထားရပါတယ် ။နောက်ပြီးအမေရိကန်ကထောက်ပံ့မဲ့ဒေါ်လာ2သန်းအလဲမြေပြင်ပေါ်မှာအမှန်တကယ်လုပ်ငန်းလေပတ်နေအဖွဲ့အစည်းတွေစီတိုက်ရိုက်ရရှိမှာဖြစ်တယ်လို့ Bruce ကတီးပြခဲ့ပါတယ်။အမေရိကန်2008ခုနှစ်တုန်းကမြန်မာနိုင်ငံမှာစစ်အစိုးရအုပ်ချုပ်နေတဲ့ကာလမှာလည်းနာကစ်ဆိုင်ကလုံးမှုန်တိုင်းတိုက်ခိုက်ခဲ့တဲ့အချိန်မှာကယ်ဆယ်ပစ္စည်းကီလိုဂရမ်၅သိန်းလောက်ကိုလေကြောင်းကနေပို့ဆောင်ပေးခဲ့ပူပါတယ်။ဆက်လက်ပြီးငလင်ကြောက်တေဆုံးသူမှုများတဲ့အင်းလေးဒေတာကိုစစ်ကောင်စီဘက်က drone လက်နက်ကြီးနဲ့ရဲစတိုက်ပစ်ခတ်နေ ငလင်တန်းကြလူသေးဆုံးမှုများစွာရှိတဲ့အင်းလေးဒေတာကိုစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဖွဲ့တို့ကဒရုန်းလက်နက်ကြီးတွေနဲ့နေရာစတိုက်ပေါ်ကြတဲ့ခိုက်ခဲကြောင်းတရင်ရရှိပါတယ်စစ်ကောင်စီပူပေါင်းဖွဲ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမက်လ30ညနေ6:00နာရီချိန်မှာညောင်ရွှေမြို့နယ်အင်းလေးဒေတာတောင်ဘက်ကျန်းရှိဖျားတောင်ကြားကိုဒရုန်းလက်နက်ကြီးနဲ့၆ကြိမ်ပစ်ခတ်ခဲ့လို့အင်းလေးဒေတာလူခွေဖွဲ့ကအသိပေးပါတယ်ထို့အပြင်မက်လ30ရက်ကလည်းမနက်6:00နာရီကနေညနေ6:00နာရီထိတနေ့ကုန်လက်နက်ကြီးဒရုန်းနဲ့၈ကြိမ်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် နယ်ရက်စတိုက်တိုက်ခိုက်မှုကြောင့်ဖျားတောင်နေရေပိုကျရုံမှာနေသုံးလုံးထိခိုက်ပျက်စီးခဲ့ရပါတယ်ပြည်သူတွေစစ်ဘေးကြောင့်တိမ်းရှောင်နေရတဲ့ကြားရဲစစ်မှုထမ်းတဲ့အဲ့ဒါမှာစစ်ကြေးကောင်းနေရတဲ့ကြောင့်ဒုက္ခရောက်ပြီးယခုငလင်ပေးပါလူသေးဆုံးတဲ့ထိခံစားနေရချင်းစစ်ကောင်စီနဲ့ PNO PNA တွေကလက်နက်ကြီး drone drone နေနဲ့ကျူးကျော်တိုက်ခိုက်နေရကတော့ဘလုံးမလက်ခံနိုင်စရာမရှိဘူးလို့အင်းလေးပြည်သူကကွယ်တက်ပြောရေးဆိုခွင့်ရှိသူကိုအင်းသွေးနီကပြောပါတယ်။အင်းအားပြင်းငလင်လောက်ခတ်ပြီးနိုင်ပိုင်းကြံပါဝင်နိုင်ငံတော်ရဲ့ရက်သားပြစ်မှတ်တွေပါမချန်လေးကြောင်းတိုက်ခိုက်နေတဲ့စစ်ကောင်စီအားနိုင်ငံတကာနေဖြင့် မလေးထားဆောင်ကျင်ရေးသင်ကြောင်း၎င်းကတိုက်တွန်းပါရင်မတ်လ28ကအင်အားပြင်းကလင်းကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုများစွာရှိနေပြီးအမျိုးသားညီညွတ်ရေးဆိုရာရဲ့နှစ်ပတ်ကြာထိုးစစ်ရမယ်ကြေညာချက်နဲ့တူ IPDF ကယခုရက်တည်းနေရာမှာပဲစစ်ကိုရက်မယ်လို့မတ်လ30နေ့မှာကြေညာထားပါရင်ငလင်ကြောင်ရွှေမြင့်နယ်တောင်ပိုင်းလေးဒေသမှာလူရေ60နီးပါးရုပ်လောင်းနေတွေ့ရှိထားပြီးငလင်တန်တယောက်ခဲ့ခြေရဆက်ကိုရရှိပြီးအင်ဂျီ2330လုံးပျက်စီးဆုံးရှုံးမှုခြင်းကြောင့်မင်းလေးဒေသလူမှုကွန်ရက်အသင်းချုပ်ထံကနေသိရှင်ရပါရရှင် နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါရရှင်